အားလုံးမင်္ဂလာပါအာဒီနေ့ထပ်ပြီးတော့ပြပြပေးခြင်းရဲ့အကြောင်းအရာတော့ကျွန်တော်နောက်ဘက်ချိတ်ဆက်တဲ့အခါမှာနောက်ဘက်တိုက်မျိုးစားရနေပတ်သက်ပြီးတော့ထပ်ပြီးတော့ပြပြခြင်းပါရယ်အော်ဒီနေ့ခင်မှာတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့နောက်ဘက်ဒီတိဆောက်တဲ့အပိုင်းမှာကျွန်တော်ကဘယ်ပေါ်မှာလဲတိဆောက်လာကြလဲဆိုရင် cloud ပေါ်မှာလဲတိဆောက်လာကြရယ်ဒီနေ့ခင်မှာ cloud computing ဆိုရယ်အဲဒီ cloud network ကလည်းပြင်ကျလာကြရယ်အဲ့ဒါ cloud network ပေါ်မှာ ယ့်ရဲ့ဒေတာကြီးအာကိုယ့်ရဲ့လိုအပ်တဲ့ resource ကိုကျွန်တော်ကဘယ်ပေါ်မှာတည်ဆောက်လာကြဆိုရင် cloud network ပေါ်မှာတည်ဆောက်ပြီးတော့အသုံးပြုလာကြရဲ့ပုံမှန်ကျွန်တော်တမယိုးကြဒီ infrastructure ကြီးအာဒီကိုယ့်ရဲ့ network တွေကိုအာတည်ဆောက်မယ်ဆိုရင်ကျွန်တော်လူအားအချိန်ပြီး resources တွေအကိုရအသုံးပြုမဲ့ software ကြီးအဲ့ဒါတွေကိုကျွန်တော် teamwork လူအားအများကြီး resource တွေအများကြီးအချိန်ကြီးပေါ့အများကြီးပေးရအဓိကပြီးအချိန်တွေအများကြီးပေးပြီးတော့မှတည်ဆောက်ရတယ် အခုမှသုံးကျင်ပြီတော့လေအာချက်ချင်းသုံးလို့မရဘူးပေါ့နော် infra ကြီးကိုတိဆောက်နေတဲ့အပိုင်းတွေရှိရဲ့အဲ့လိုဟာတွေအတွက်ကိုကျွန်တော်တို့အခက်အခဲမရှိဘဲနဲ့ကို့မှာ internet access ရှိနေုံနဲ့ကြိုက်တဲ့နေရာကြိုက်တဲ့အချိန်တိုင်းအနေနဲ့ကျွန်တော်တို့ကဘယ်ပေါ်မှာတိဆောက်လို့ရလာလဲဆိုရင် cloud ပေါ်မှာတိဆောက်လာကြရဲ့အဲ့တော့ cloud ပေါ်မှာတိဆောက်လာရတဲ့အတွက်အသာချက်ကပါလဲဆိုရင်ကို့ရဲ့ဒီ configuration ကြီး setup တွေ maintain တဲ့တွေကျွန်တော်စိုးရင်စရာမရှိဘဲနဲ့ ကိုသုံးခြင်းတဲ့ resource တွေကိုသုံးခြင်းတဲ့ infrastructure service တွေကိုကျွန်တော် cloud ပေါ်ကနေပြီးတော့လှည့်လည်မြန်မြန်နဲ့သုံးလို့ရတာဖြစ်ကြတဲ့ဒီနေ့ခေတ်ရတော်တော်များများ organization တွေရဲ့ network infrastructure တွေဒီဘက်ပေါ်မှာပဲတည်ဆောက်လာကြလဲဆိုရင် cloud network ပေါ်မှာပဲတည်ဆောက်လာကြပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဒီ LAN network ပေါ့နော်အဲ့ဒါ LAN network ကိုဘာလို့လဲဆိုတော့ local area network လို့လည်းသိရဲ့အာတနည်းအားဖြင့်ပြောရင်ဒီ LAN network ကတော့ကျွန်တော်ဒီသတ်မှတ်ထားရဲ့ဒီကိုယ့်ရဲ့ဒီ organization တခုရဲ့မှာရှိရ resource တွေ finding for share ဖို့အတွက်ကိုသမတီ local network တွင်ပေါ့နော် finding for printer sharing resource တွေအသုံးပြုဖို့အတွက်အဲဒီကိုယ့်ရဲ့အစာအုပ်ကိုယ့်ရဲ့ campus တနေရာကိုယ့်ရဲ့ building တနေရာပြီး soho network တွေမှာဆိုကျွန်တော်ကဘာယူသုံးတာကြလဲဆိုရင် lan network တွေကိုချိတ်ဆက်လာကြတယ်တနေရာပြီးပြောရရင်တော့ small office home office level အဲ့လိုမျိုးမှာဆိုတော့ဘာဒီဆောက်လာကြလဲဆိုရင် lan network တွေချိတ်ဆက်ပြီးတော့ဒီဆောက်လာကြပါတယ် နောက်ထပ်ပြောချင်တဲ့အပိုင်းလေးကကျွန်တော်တို့ဒီ wide area network လို့ပဲရ one network ပေါ့ one network ပေါ်မှာတော့ကျွန်တော်တို့ကဘာကြီးတိဆောက်လာကြလဲဆိုတော့အာ internet access ရှိအောင်လေကျွန်တော်တို့ location မတူညီရဲ့ဟာ different location နေအာကိုယ့်ရဲ့ organization ရ organization တွေအာတခြားသောနေရာတွေမှာရှိနေနေရာတစ်နေရာမှာမဟုတ်တဲ့နေရာမျိုးမှာဆိုကျွန်တော်တို့ကဘာကိုသုံးလာကြလဲဆိုရင် one network ကိုသုံးလာကြရဲ wide area network ပေါ့အဲကြတော့ तू ကတော့မတူညီတဲ့ network တွေပဲဖြစ်ဖြစ်ပဲ location တနေရာရဲ့မှာတူညီပြီးသားဟာရဖြစ်မယ်အဲ့ဒါတွေကိုကျွန်တော် data တွေ share လုပ်ဖို့အတွက်ဆိုကျွန်တော်ကဘယ်ပေါ်မှာတိဆောက်လာကြလဲဆိုရင် internet ပေါ်မှာတိဆောက်လာကြတယ်အဲ့တော့ one network ကိုလည်းကျွန်တော်ကဘာလို့တည်လဲဆိုရင် internet လို့လည်းတည်ကြပါတယ် Okay အဲ့တော့ကျောင်းတော့ဘက်တစ်ခုတည်ဆောက်မယ်ဆိုရင်ကိုယ့်ရဲ့ network ထဲမှာ installation ပေါ့ကျောင်းတော့ဘက်တစ်ခုတည်တည်ဆောက်ဖို့အတွက်ဆိုကျွန်တော်ကဘာကြီးလိုအပ်လဲပေါ့အဲ့ဒါနဲ့ပတ်သက်တဲ့ဟာဆိုကျွန်တော်ကဘာလဲကျောင်းနောက်ဘက်တည်ဆောက်ဖို့အတွက်သူ့ရဲ့ requirement နဲ့သူ့ရဲ့အားသာချက်ကဘာကြီးလဲသူ့ရဲ့အားနည်းချက်တွေကဘာကြီးလဲပေါ့အဲ့ဒါဆိုကျွန်မဒီနေ့အတွက်ကဒီသင်ခန်းစာလေးမှာကျွန်မဒီမေးခွန်းလေးနဲ့ဆုံးသက်ခဲ့ခြင်းပါပဲအဲ့ဒါဆိုကျောင်းနောက်ဘက်တစ်ခုတည်ဆောက်ဖို့အတွက်ဆိုရင်သူ့ရဲ့ requirement ကဘာကြီးလိုအပ်မလဲ ပြန်အကြောင်းတော့တစ်ခုတည်းဆောက်တာမှာအာသာချက်ကဘာရရှိမလဲအားနည်းချက်ကဘာရရှိမလဲဆိုတာစစ်စားပေးကြပါကျွန်တော်တို့နောက်ထပ်ဗီဒီယိုသင်ခန်းစာလေးတွေမှာဆက်ပြီးတော့တွေ့ကြပါမယ်ရှင်အားလုံးနားထောင်ပြီးပြီးတော့ကြည့်ရှုပြီးရတဲ့ကျေးဇူးများကြီးတင်ပါတယ်